တရုတ်ကသူ့ရဲ့မြေရှားတပ်ထုတင်ပို့မှုတင်းကျပ်လိုက်ပြီးတဲ့နောက်မှာအမေရိကန်ပြည်ထောင်စုဟာကုန်သွယ်ရေးမညီမျှမှုတွေကိုတက်တာဖို့နဲ့ထောက်ပံ့ရေးကွင်းဆက်တွေပုံမှန်ရရှိဖို့ရည်ရွယ်ချက်နဲ့တင်းနှင်းတွေနေကရှေ့တောင်အာရှနိုင်ငံ၄နိုင်ငံနဲ့ကုန်သွယ်ရေးနဲ့အရေးပါတဲ့တပ်ထုတွေအတွက်သဘောတူညီချက်တွေကိုဇက်တိုက်လက်မှတ်ရေးထိုးခဲ့ပါတယ်။ကွာလာလမ်ပူမြို့တော်မှာအာဆီယံထိပ်သီးစည်းဝေးလာတက်တဲ့သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှား၊ကမ္ဘောဒီးယားနိုင်ငံတို့နဲ့ အပြန်အလှန်ကုန်သွယ်ရေးသဘောတူညီချက်တွေပြီးတော့ထိုင်းနိုင်ငံနဲ့လည်းကုန်သွယ်ကုန်နဲ့ကုန်သွယ်ကုန်မဟုတ်တဲ့တခြားစီးပွားရေးကိစ္စတွေမှာအဟန့်တားတွေကိုဖယ်ရှားဖို့ဝူပေါင်းသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီသဘောတူညီချက်တွေအရ American ပြည်တော်စုဟာဒီသုံးနိုင်ငံကတင်ပို့ကုန်တွေအပေါ်မှာကုန်သွယ်ကုန်16ရာခိုင်နှုန်းကိုဆက်လက်ထားရှိမှာဖြစ်ပေမဲ့တချို့ကုန်ပစ္စည်းတွေမှာတော့ကုန်သွယ်ကုန်လုံးဝကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ် လောလောဆယ်အမေရိကန်ဆိုရရဲ့ကုန်သွယ်ကွန်20ရာခိုင်နှုန်းချမှတ်ခံထားရတဲ့ဗီယက်ကမ်နိုင်ငံနဲ့လည်းအလားတူသဘောတူညီချက်တစ်ခုကိုကျင်းပခဲ့ပါတယ်။တမရထရန့်ကမလေးရှားနဲ့ထိုင်းနိုင်ငံတို့နဲ့အရေးကြီးသက်တူများနဲ့ပတ်သက်ပြီးပူးပေါင်းဆောင်ရွက်မှုတွန်းမြင့်မဲ့ တီးခြားသဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့ပါတယ်။မကြသေးခင်က Rider သတင်းဌာနရဲ့ဖော်ပြချက်တစ်ခုမှာတရုတ်နိုင်ငံကမလေးရှားမှာမြေရှားတပ်ထုတန့်စင်ဆက်ယုံတစ်ခုတည်ဆောက်ဖို့ဆွေးနွေးနေပြီးမလေးရှားအစိုးရယင်းနှိမ့်ညွတ်မှုရမုံငွေကလည်းတရုတ်ကုမ္ပဏီတစ်ခုနဲ့ဖက်ဆက်လှုပ်ဆောင်မယ်လို့ပြောလင်းရတယ်လို့ဖော်ပြပါတယ်။ မေရိကန်နဲ့ပူးတဲ့ညီညာချက်မှာမလေးရှားကအမေရိကန်ကိုဒီအရေးပါတဲ့တပ်ထုတွေဒါမှမဟုတ်မြေရှားတပ်ထုတင်ပို့မှုကိုပိတ်ပင်တာဒါမှမဟုတ်ခွဲတန်းချတာမျိုးမလုပ်ဘူးလို့ကတိပြုခဲ့ပေမဲ့ကုံချန်းလားကုံကျော်လားဒါမှမဟုတ်နှမျိုးစလုံးနဲ့အကျုံးဝင်သလားဆိုတာကတော့မရှင်းလင်းသေးပါဘူးတရုတ်ဟာမြေရှားတပ်ထုအဓိကထုတ်လုပ်သူနိုင်ငံဖြစ်ပြီးတန့်စင်ရင်ဤပညာအပေါ်တင်းကျပ်ခဲ့တာကြောင့်ဒကမာလုံးကထုတ်လုပ်သူတွေဟာတင်မော်တွေ EV ကားတွေနဲ့ကာကွယ်ရေးစနစ်တွေမှာအဓိကကျတဲ့ မြေရှားတပ်ထုအတွက်အစာထုတ်ရင်းမြစ်တွေကိုအသေးအတန်ရှောင်ပွေဖို့ဖြစ်လာပါတယ်။မလေးရှားနိုင်ငံမှာမြေရှားတပ်ထုခန့်မှန်းခြေတန်ချိန်18.8သန်းရှိပေမဲ့လက်ရှိမှာတော့သူ့ရဲ့တရားစာရတွေကိုကာကွယ်ထိန်းသိမ်းဖို့နဲ့သူ့ရဲ့အခြေခံစစ်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာအထောက်အကူပြုဖို့အတွက်မြေရှားကုန်ချမ်းတင်ပို့မှုတွေကိုပိတ်ပင်ထားပါတယ်။ ဒီအမေရိကန်နဲ့အာဆီယံသဘောတူညီချက်တွေရဲ့ဒစိမ့်တပိုင်းဖြစ်ဒီအရှိတောင်အာရှလေးနိုင်ငံနဲ့ကုန်သွယ်ရေးအဟံတားတွေကိုဖယ်ရှားပေးဖို့နဲ့အမေရိကန်ကွန်မြူစီတွေကိုဦးစားပေးတင်သွင်းခွင့်ပေးဖို့ကတိပြုခဲ့ကြပါတယ်ခင်ဗျာ